ဒီဇင်ဘာ6ရက်နေ့စနေနေ့မနေ့မှာကျွန်တော်အရန်ကြိုက်ရတဲ့ Time Fighter ပေါ့နော်မိုချာ Fighter ကြီး Sherry ရဲ့ပွဲကိုထက် One Championship ကပုံတင်တာတယ်ပေါ့နော်သူနဲ့ထိုးရမယ့် Fighter က Algeria Fighter Mohamed Yuni Rabah ဖြစ်ပါတယ်သူတို့နှစ်ယောက်ကဇူလိုင်12ရက်နေ့တုန်းကသူတို့နှစ်ယောက်တွေ့ဘူးထားတယ်ဒါပေမဲ့စိတ်မကောင်းစွာနဲ့ပဲ1 Fight Night 33ပြိုင်ပွဲမှာဆိုတော့သူတို့နှစ်ယောက်တွေ့ဘူးထားတယ်အဲ့ဒီချိန်မှာဒီပွဲကပြတ်သွားတယ်အဲ့ဒီပွဲကပြတ်သွားတယ် ပွဲကပြက်သွားတယ်ဆိုပေမဲ့ဒီပွဲကပြက်သွားတယ်ဆိုပေမဲ့အရန်ကောင်းတယ်ပေါ့လေအဲ့အဲ့ပွဲမှာဒါမဲ့နင့်နာတာကတော့နင့်နာတာကတော့ရှဲတော့ပို့ပြီးတော့နင့်နာတယ်အဲ့ပွဲမှာပေါ့ဘာကြောက်လဲဆိုတော့ဒီပထမအချီပြီးခါနီလေးမှာရှဲတော့နေပြီးတော့ဒီညာဝိုက်လက်ပြီးတစ်ချက်နဲ့ဟိုကောင်ကို PD ကြပွားအောင်လုပ်နိုင်တယ်ပေါ့နော်ဆိုတော့ဟိုကောင်ကလည်းဒီအဲ့အချိန်မှာပဲပြန်ထပြန်ထတာနဲ့မှတ်စင်ကြီးမှတ်စင်ကြီးပြီးတာနဲ့ဒီဒုတိယအချီပြန်လှော့တယ်ပေါ့လေဒုတိယအချီပြန်လှော့တဲ့အချိန်မှာ ဒီ share ရဲ့လက်နဲ့မျက်မျက်လုံးကိုထိုးမိသွားတယ်ဗောနော်မျက်လုံးကိုထိုးမိသွားတယ်ဘာကြောင့်လဲဆိုတော့အဲ့အဲ့လက်အဲ့လက်အိတ်တွေအဲ့လိုမျိုးအများရန်ဖြစ်နေတဲ့ခါကျမျက်လုံးကိုထိုးမိသွားတယ်မျက်လုံးကိုထိုးမိသွားတော့ဆက်ကစားလို့မရတော့ဘူးပွဲက cancel လိုက်ရတာဗောနော်ပွဲကဒီအဲတရားဝင် contact မဟုတ်တော့ဘူးဗောအဲ့လိုမျိုးကြီးညာလိုက်တယ်ဗောဆိုတော့ဒါရယ်မတော်တဆဖြစ်တဲ့ဆိုပေမဲ့ share ကကတိတခါရထားရတယ်ဆိုတော့တော်တော်ကိုနင်နာတယ် ဲ့ဒါကြောင့်မလို့အခုတခါဒီပွဲအခုဒီဒီပွဲမှာပြန်တည်ပေးလိုက်တယ်လို့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်သူတို့နှစ်ယောက်ကအရန်ကြည့်ကောင်းတယ်အရန်ကြည့်ကောင်းတယ်အဲ့ပွဲရဆိုလို့ရှိရင်တော်တော်ကြီးကိုကြည့်ကောင်းတဲ့ပွဲဖြစ်ဖို့ဒါပေမဲ့ဘယ်သူနိုင်မယ်ဘယ်သူရှုံးမယ်ဆိုတော့အရင်ဆုံး KD ကြားထားတဲ့လူဝတာအရင်ဆုံး KD ကြားထားတဲ့လူဝတာရှုံးစမြဲပါပေါ့လေလုံးဝဒီ KD ကြားပြီးတော့ပြန်ပြီးတော့ knock down knock out လုံးနိုင်မှသာလျင်အနိုင်ရလိမ့်ရှိကြတယ်ပေါ့နော်အဲ့မျက်လုံးကနားလိုက်တာ အခုလာမဲ့ပွဲမှာလည်းဒီဇင်ဘာလ6ရက်နေ့မှာစနေနေ့စနေနေ့မနေ့မှာလာမဲ့ပွဲပါပေါ့ဒီပွဲကလည်းအရန်တီကောင်းမဲ့ပွဲတစ်ပွဲပါပြီးခဲ့တုန်းကလို့တော့ဖြစ်တော့မှမဟုတ်တော့ဘူးဆိုတော့မထိုးရသေးတဲ့ fighter နှစ်ယောက်ကိုစင်ပေါ်တက်ပြတာနဲ့နည်းနည်းပါးပါးထိုးပြတာနဲ့ပွဲကပြတ်သွားတယ်ဆိုတော့အခုပြန်တင်ပေးထားတယ်အရန်ကိုကြည့်ကောင်းမယ် Shadow ကလည်းပြီးခဲ့တဲ့ fight မှာနောက်ဆုံး fight မှာက kickboxing Leo နဲ့ Leo fighter Leo နဲ့ kickboxing တပွဲကစားထားတယ်ရှုံးသွားတယ် ဒါပေမဲ့အခုပြန်လာပြီးတော့မွေထိုင်းကစားရမယ်ဆိုတော့မွေထိုင်းကသူ့စတိုင်ဖြစ်တယ်ဒါပေမဲ့ကစ်ပုံစင်ကဆိုးလားဆိုတော့ကစ်ပုံစင်လည်းသူမဆိုးဘူးကစ်ပုံစင်လည်းအရန်ကောင်းတယ်လို့ပြောလို့ရတယ်တရုတ်ဖိုက်တာကမာလွန်နာအိုက်ဖွဲမှာလေဆိုတော့ထိုင်းအဲမွေထိုင်းလည်းဖြစ်တယ်သူအားတာတဲ့နယ်ပယ်မှာလည်းဖြစ်တယ်ဆိုတော့မိုဟာမက်တယောက်ဘလို့အလှလှခံရမလဲဒါမှမဟုတ်ဘသူခံရမလဲဆိုတော့ကျွန်တော်ကျွန်တော်တို့အဲ့ဒီနေမှာပဲသိမယ်ပေါ့နော်ဆိုတော့โอเคအဲ့ဒါလေးကိုလာပြောပြတာ